ဖြောင့်မတ်ခြင်းဆိုတာဘာလဲဖြောင့်မတ်ခြင်းဆိုတာလူတူးချင်းစီရဲ့ဘဝတစ်ခုလုံးပုံဖော်ပေးနိုင်တဲ့စွမ်းအားကြီးမားတဲ့အရာတစ်ခုပါကျွန်တော်တို့ဘဝမှာအောင်မြင်မှုကြွယ်ဝမှုစတဲ့ပြင်ပတန်ဖိုးတွေနောက်ကိုလိုက်ရင်းနဲ့ဒီဖြောင့်မတ်ခြင်းဆိုတဲ့အသွင်းစိတ်ဓာတ်ရဲ့တန်ဖိုးကိုမေ့လျော့နေတတ်ကြပါတယ်စစ်မှန်တဲ့ဖြောင့်မတ်ခြင်းဆိုတာကိုကျင့်တရားနဲ့စိတ်ပိုင်းဆိုင်ရာခိုင်မာမှုရဲ့အုတ်မြစ်ဖြစ်ပြီးလူတူးရဲ့ဂုံတိတ်ခါကိုအခိုင်အမာဆုံးထိန်းသိမ်းပေးထားတဲ့တန်မြင့်တဲ့တာလည်းဖြစ်ပါတယ် ဒီနေ့မှာတော့ဖြောင်းမက်ခြင်းရဲ့အတိတ်ပဲဘဝမှာသူ့ရဲ့အရေးပါမှုနဲ့ကျွန်တော်တို့နေ့စဉ်ဘဝမှာဘယ်လိုမျိုးကျင့်သုံးနိုင်မလဲဆိုတာကိုနက်နက်နဲနဲဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ဖြောင်းမက်ခြင်းကိုလူအများစုကယူသားမှုတက်တက်လို့ပဲမှတ်ယူတတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့ယူသားမှုဟာဖြောင်းမက်ခြင်းရဲ့အစိတ်ပိုင်းတစ်ခုသာဖြစ်ပါတယ်။ဖြောင်းမက်ခြင်းဆိုတာအပြင်ပန်းအမူအရာတွေစကလုံးတွေတက်တက်မဟုတ်ပဲအဓိကအားဖြင့်ကျွန်တော်ရဲ့အသွင်းစိတ်နဲ့သက်ဆိုင်ပါတယ်။ ိုကိုကိုယိုးသားခြင်းစေတနာဖြူစင်ခြင်းစိတ်ရင်းမှန်ကန်ခြင်းတို့ကဖြောင့်မတ်ခြင်းအစပြိုးရပါဘဒူးမှမမြင်နိုင်တဲ့အခါဘဒူးမှမသိတဲ့အခါမှာတော့မန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်စွမ်းအားစစ်မှန်တဲ့ဖြောင့်မတ်ခြင်းတက်တည်ပါပဲကိုယ့်ရဲ့တန်ဖိုးထားမှုတွေယုံကြည်ချက်တွေနဲ့လောက်ရက်တွေတစ်ထက်တည်းကြာနေဖို့လိုပါတယ်စကားတစ်ခုနဲ့လောက်ရက်တစ်ခုမညီညွတ်ဘူးဆိုရင်အဲ့ဒီလူရဲ့ဖြောင့်မတ်မှုဟာအဲ့ကြောင်းတွေထနေပါပြီ။ ဖြောင့်မတ်ခြင်းကိုပြင်ပလောကမှာဘယ်လိုပြသသလဲဆိုတော့ကျွန်တော်ရဲ့အလုပ်ပေါ်တာဝန်ယူမှုတရားမျှတခြင်းတို့နဲ့ပြသပါတယ်။ဖြောင့်မတ်တဲ့သူဟာအများအကျိုးရှေးရှုပြီးဆောင်ရွက်ပါတယ်။အခွင့်အရေးရနေတော်ညာလဲကို့အကျိုးစီးပွားအတွက်သူတစ်ပါးကိုခေါင်းပုံမဖြတ်ဘူး။စီကံဥပဒေတွေကိုလိုက်နာရုံတမကဥပဒေရဲ့အနှစ်သာရကိုပါနားလည်ပြီးလေးစားလိုက်နာပါတယ်။အမားလုံးမင်းဝန်ခံရတဲ့တတိရှိပြီးကို့လောက်ရဲ့အတွက်တာဝန်ယူမှုအပြည့်ရှိပါတယ်။ ဒီနေရာမှာဖြောင့်မတ်ခြင်းဟာကိုကျင့်သိက္ခာဆိုတဲ့အရာနဲ့တသားတည်းလို့ရှိပါတယ်။လူမှုဘဝမှာဘေကံရယူတဲ့ဆက်ဆံရေးတိုင်းမှာတရားမျှတမှုပွင့်လင်းမြင်သာမှုရှိခြင်းဟာဖြောင့်မတ်ခြင်းကိုပေါ်ဆောင်ပေးပါတယ်။ဖြောင့်မတ်ခြင်းဆိုတာတာဝန်ယူမှုနဲ့ဂတိကဝတ်တွေနဲ့သက်ဆိုင်ပါတယ်။မိမိရဲ့အလုပ်ဒါမှမဟုတ်ကျွမ်းကျင်မှုကိုလှုပ်ဆောင်တဲ့အခါအချိန်ပြည့်အားထုတ်မှုအပြည့်နဲ့လှုပ်ဆောင်ခြင်းအများပိုင်းအရင်မြစ်တွေကိုစနစ်တကျထိန်းသိမ်းခြင်းနဲ့ မူပိုင်ခွင့်တွေကို လေးစားခြင်းတို့ဟာအခြေခံကြပါတယ်။ပွင့်လင်းမြင်သာစွာဆက်သွယ်ပြီးပေးထားတဲ့ဂရုကိုတည်ခြင်းက ဖြောင့်မတ်တဲ့ပညာရှင်စိတ်ဓာတ်ကိုပြသပါတယ်။ဒီလိုကိုကျင့်တရားခိုင်မာမှုရှိတဲ့ပတ်ဝန်းကျင်မှာလူတိုင်းဟာယုံကြည်မှုနဲ့လုံခြုံမှုကိုရရှိပြီးမံကန်တဲ့စံနှုန်းတွေအောက်မှာအတူတကွရပ်တည်နိုင်ပါလိမ့်မယ်။လူမှုဆက်ဆံရေးမှာဖြောင့်မတ်ခြင်းအလွန်အရေးကြီးတဲ့အခန်းကဏ္ဍပါဝင်ပါတယ်။ချစ်ခြင်းမေတ္တာနဲ့ဆက်ဆံရေးတိုင်းရဲ့အခြေခံဟာ ယုံကြည်မှုပါပဲဒီယုံကြည်မှုကဖြောင်းမဲ့ခြင်းအနေပေါက်ဖွားလာတာဖြစ်ပါတယ်မိတ်ဆွေကိုဖြစ်စေအိမ်ထောင်ဖဲ့ကိုဖြစ်စေကိုယ့်ရဲ့မိသားစုကိုဖြစ်စေအမြဲတမ်းယိုးသားစွာဆက်ဆံခြင်းကဖြောင်းမဲ့ခြင်းပါပဲတခါတည်းကမှအမှန်တရားကနာကျင်စေနိုင်ပေမယ်ယေရှုတည်တဲ့နဲ့ဆက်ဆံရေးအတွက်အမှန်တရားကိုရွေးချယ်ပြောဆိုခြင်းအားသာဖြောင်းမဲ့မှုရဲ့သဘောတရားဖြစ်ပါတယ်လူဖွဲ့စစ်တစ်ခုလုံးအတွက်ဖြောင်းမဲ့ခြင်းဟာအလွန်တရာအရေးကြီးပါတယ် အစိုးရအဖွဲ့တွေမှာတာဝန်ရှိသူတွေဖြောင်းမတ်မတာနိုင်ငံသူနိုင်ငံသားတွေရဲ့ယုံကြည်မှုကိုရရှိမှာဖြစ်ပြီးတိုင်းပြည်လည်းတိုးတက်လာမှာပါစီးပွားရေးလောကမှာကုမ္ပဏီတွေဖြောင်းမတ်မတာစားသုံးသူတွေက လေးစားအားကိုးမှာဖြစ်ပါတယ်လူသူချင်းစီရဲ့ဖြောင်းမတ်မှုလေးတွေစုပေါင်းသွားတဲ့အခါတရားမျှတမှုငြိမ်းချမ်းမှုနဲ့တာယာဝပြုံးမှုရှိတဲ့လူဖွဲ့စည်းကြီးတစ်ခုကိုဖန်တီးနိုင်မှာဖြစ်ပါတယ် ဖြောင်းမတ်ခြင်းဟာကျွန်တော်တို့နိုင်ငံကိုရှေ့ကိုတွန်းပို့ပေးမဲ့စွမ်းအားတစ်ခုလည်းဖြစ်ပါတယ်။ဖြောင်းမတ်စွာနေထိုင်ခြင်းရဲ့အကျိုးကျေးဇူးတွေကပြင်ပဆုလက်တွေထက်ပိုတန်ဖို့ရှိပါတယ်။ပါမဆုံနဲ့အရေးကြီးဆုံးကတော့စိတ်ချမ်းသာမှုနဲ့ကိုယ့်ကိုယ်ကိုလေးစားမှုပဲ ဖြစ်ပါတယ်။ကိုလှုပ်ခဲတဲ့အရာတွေအတွက်ရှက်စရာမလိုပဲငြိမ်းချမ်းစွာအိပ်စက်နိုင်ခြင်းဟာပတ်စံနဲ့ဝယ်လို့မရတဲ့ပိုင်းဆိုင်မှုပါပဲ။လူတွေရဲ့လေးစားချစ်ခင်မှုကိုရရှိခြင်းခိုင်မာတဲ့မိတ်ဆွေဖွဲ့နိုင်ခြင်း အခက်အခဲကြုံတွေ့လာတဲ့အခါအကူအညီရနိုင်ခြင်းတို့ဟာဖြောင့်မတ်ခြင်းအနေရရှိတဲ့ဘဝရဲ့ဆုလက်တွေပဲဖြစ်ပါတယ်။ဖြောင့်မတ်တဲ့ဘဝတစ်ခုဟာအမြဲတမ်းလွယ်ကူနေမှာမဟုတ်ပေမဲ့အမြဲတမ်းအတိတ်ပဲရှိနေမှာတော့တေချာပါတယ်။သို့ပေမဲ့ဖြောင့်မတ်ခြင်းဆိုတာအမှန်တကယ်လွယ်ကူတဲ့လမ်းကြောင်းမဟုတ်ပါဘူး။တခါတည်းမှာဖြောင့်မတ်တဲ့ဆုံးဖြတ်ချက်ကကျွန်တော်တို့ကို ဆုံးရှုံးမှုတွေအခက်အခဲတွေနဲ့ရင်ဆိုင်စေနိုင်ပါတယ်။လွယ်ကူတဲ့လမ်း မြန်ဆန်တဲ့နီလန်းဆိုတာမဖြောင့်မတ်တဲ့လမ်းကြောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုခက်ခဲတဲ့အခြေအနေမျိုးမှာတောင်မှကိုယ့်ရဲ့ကိုကျင့်တရားကိုခိုင်ခိုင်မာမာဆုပ်ကင်ထားနိုင်ဖို့လိုအပ်ပါတယ်။ဖြောင့်မတ်မှုဆိုတာတခါလေလှုပ်လိုက်တဲ့လှုပ်ရက်တစ်ခုမဟုတ်ပဲနေ့စဉ်နေ့တိုင်းကျင့်ကြံအားထုတ်နေရတဲ့ဘဝနေထိုင်မှုပုံစံပဲဖြစ်ပါတယ်။ဖြောင့်မတ်တဲ့လူသူဖြစ်ဖို့အတွက် နေ့စဉ်ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့လှုပ်ရက်တွေကိုဆန်းစစ်နေရပါလိမ့်မယ်။ နေကုံချုပ်အနေနဲ့ဖြောင့်မတ်ခြင်းဟာကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုထိန်းသိမ်းခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာဒီလောကကြီးကိုဘာဥမှယူဆောင်ခဲ့တာမဟုတ်လို့ဘာဥမှလည်းယူသွားနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ခြံထားခဲ့နိုင်တဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့ဂုံတိတ်ခါကိုကျင့်တရားနဲ့ဖြောင့်မတ်တဲ့အမွေနေ့ပဲဖြစ်ပါတယ်။ဒီလိုဖြောင့်မတ်ခြင်းတရားနဲ့ပြည့်စုံတဲ့ဘဝအကောင်းဆုံးနဲ့အရှိကြဆုံးအောင်မြင်မှုပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ကျွန်တော်တို့သူချင်းစီဟာကိုဘွားကိုဖြောင်းမဲ့ခြင်းတရားရဲ့အလင်းနဲ့လင်းစေပြီးပန်းဝန်းကျင်ကိုပါကောင်းကျိုးပြုနိုင်ဖို့စ조사အားထုတ်တဲ့မှာကြောင်းတိုက်တွန်းပြောကြားလိုက်ရပါတယ်။ဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။အကြောင်းအရာတစ်တွေကိုနေ့တိုင်းတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော် channel လေးကိုစောင့်မျှော်ကြည့်ရှုပေးကြဖို့လဲဖိတ်ခေါ်ပါတယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။